ဒါကတော့မြမကုံဆောင်အောင်လာအဆန်ရဲ့နာမည်ပြောင်ဖြစ်တဲ့မြမစပတ်အိုးမွေဖြစ်ပါတယ်။သူတို့က16ပြည်လောက်ခြေပြီးတချိန်ကထိန်းချုပ်ဝတ်ခဲ့တဲ့မျိုးစိတ်တွေဖြစ်ခဲ့ပါတယ်။ဒီကောင်တွေရဲ့ထူးခြားဆန်းပြားတဲ့အသွင်ပြင်ကြောင့်ဖလော်ရီဒါမှာတိမ်မွေးလိပ်စံအဖြစ်ရောင်းချခဲ့ပါတယ်။လူတွေကစတင်ဝယ်ခွဲကြပေမဲ့သူတို့ကအရွယ်အစားကြီးလွန်းတာကြောင့်တောထဲမှာဆုံးပြေကြပါတယ်။ဒါ့အပြင်1992ခုနှစ်မှာတောင်ပိုင်းဖလော်ရီကာကိုဟာရီကိန်းမုန်တိုင်းကြီးဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ငွေကောင်တရာလောက်ကလွတ်ထွက်သွားပြီးအဲဘာဂလိတ်ထဲကိုရောက်ရှိသွားပါတယ်။အဲဘာဂလိတ် ရဲ့ယာတီဥရုကပူနွေးဆိုဆိုပြီးအခြားသားရည်တွေလည်းမရှိတာကြောင့်တိရစ္ဆာန်မျိုးစုံကသူတို့ရဲ့ဘူဖေးဖြစ်နေပါတယ်။ဒါကအသက်ရှင်ကျန်ရည်တဲ့သဘောအုံးမွေတွေတို့ကနှက်ပြည်တစ်ခုပါပဲ။ဒါကြောင့်သူတို့ကဒီနေရာကိုသူတို့ရဲ့အိမ်အသစ်အဖြစ်ပြုလုပ်ခဲ့ကြပါတယ်။ဒါကိုလူတွေကဂရုမစိုက်နိုင်ခဲ့ပါဘူး။သူတို့အများကြီးဆုံးရှုံးခဲ့ရပြီးအိမ်ကြီး6,300ကျော်ပျက်စီးခဲ့ပါတယ်။စီးပွားရေးဆုံးရှုံးမှုကဒေါ်လာ28ဘီလီယံကျော်ရှိပြီးလူ65ဦးကဟာရီကိန်းမုန်တိုင်းကြောင့်သေဆုံးခဲ့ပါတယ်။ဒါကြောင့်ဒီမွေတွေကိုဂရုစိုက်ဖို့ဆိုတာဝလုံး ံကားကြီးလောက်တော့စိတ်ဝင်စားပါဘူး။ဒါကြောင့်ဇပတ်အုံးမွေတွေကအခြားတလိစံတွေကိုစားတော့ပြီးမြို့ပွားလာပါတယ်။ဇပတ်အုံးမွေရဲ့အမားတကောင်ကဥ90ကနေဥတရာအထိဥရှာပါတယ်။သူတို့ရဲ့ဇာတိအခြေတောင်အခြားမှာတော့အသက်ရှင်တဲ့နှုံက900ခန့်နှုံအောက်ပဲရှိတာပါ။ဒါပေမဲ့ဒီနေရာမှာတော့20ခန့်နှုံကျော်ရှိပါတယ်။ဒါကြောင့်ပဲ9နှစ်အတွင်းမှာအကောင်ရင်9000ကျော်ရှိလာခဲ့ပါတယ်။2000ပြည့်နှစ်အစောပိုင်းနေမှာလူတွေကပန်းညံထဲမှာဇပတ်အုံးမွေတွေကိုတွေ့ကြပေမဲ့ဂယုမဆိုင်ခဲ့ကြပါဘူး။ 2005ခုနှစ်နောက်ပိုင်းမှာတော့သူတို့ကပြဿနာကိုစတင်ရင်ဆိုင်လာရပါတယ်။သူတို့ကသူရိဇနာတွေလှုပ်လာကြပါတယ်။2012ခုနှစ်မှာဒီသကံမျိုးစိတ်တီနဲ့ဂီဟာစနစ်ကိုစတင်စစ်ဆေးခဲ့ပါတယ်။သူတို့ကဒီဒလိษံတွေအားလုံးမျိုးတုံးလူနီပါဖြစ်နေပြီလို့ကောက်ချက်ချခဲ့ပါတယ်။ Everglades ကမျိုးတုံးလူနီပါဖြစ်နေပြီဇပအုံးမွေတွေကမိချောင်းတွေကိုတောင်စားလာပါတယ်။အခုတော့နီအောင်တတိပိကျဖြစ်လာပါပြီ။ဒါပေမဲ့ကျေပြန့်လာတဲ့ရေတိမ်ဒေသမှာသူတို့ကိုခြာပွေဖို့ကခက်ခဲလာပါတယ်။ဒါကြောင့်အမဲလိုက်တာကိုစတင်ခဲ့ ပါတယ်။ဇပါဦးမွေဖမ်းဆီးရေးစိန်ခေါ်ပွဲတွေကို2023ခုနှစ်မှာစတင်ကျင်းပခဲ့ပါတယ်။နိုင်ရတဲ့သူကိုဖမ်းမိတဲ့စုစုပေါင်းအရေးအတွက်နဲ့အခြေပေါ်မူတည်ပြီးဆုံးဖြတ်ပါတယ်။တခြားသဘောအုံးမွေရဲ့မဲလိုက်ပွဲတွေကိုလည်းကျင်းပခဲ့ပါတယ်။2024ခုနှစ်မှာဒီပွဲတွေအားလုံးကနေအကောင်ရေ2000ကျော်ဖမ်းမိခဲ့ပါတယ်။မွေမားတွေကိုမွေမြူရေးနယ်မြေတွေနဲ့အတိုက်တွေကိုရှာဖွေဖို့အတွက် GPS လိုကိရိယာတွေတက်ဆင်ထားပါတယ်။ ဒါကအလုပ်ဖြစ်ပေမဲ့ထိရောက်မှုမရှိပဲစပအုံးမွေတွေကဆက်လက်တိုးပွားနေပါတယ်။ဒါထူးဆန်းတဲ့အခြေအနေတစ်ခုပါ။စပအုံးမွေတွေကသူတို့ရဲ့ဇာတိကနေလျှင်မြန်စွာယောနေလာပါတယ်။ဒါပေမဲ့ဖလော်ရီဒါမှာတော့အကောင်ကြီး၃သိန်းညောရှိနေပါတယ်။စပအုံးမွေတွေကိုဘယ်လိုနှိမ်နင်းရမလဲဆိုတာအကြံဉာဏ်ပေးခဲ့ကြပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။